ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကိုကြည် channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြွဆွလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စိုင်းသူအကဆော်ရေးသားထားတဲ့ဘေဒံဘခတ်နေ့ဂလုံတက်ဖွဲ့ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေဟာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားက notification bell လေးကိုလည်းနှိပ်ထားပေးကြပါဦးများ။ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျာ။ဆီယန်ဆန်နဲ့လေယုံတပ်ဖွဲ့တွေမှာတောင်ညိုလေးလိုအမိရတဲ့နေရာကိုရောက်ရှိလာခဲ့ကြပါတယ်။ရိုင်းနေရာလေးတစ်ဝိုက်မှာတတော်သိပ္ပိနေနဲ့စိန်စုံနေကရွံ့ရွာနေတဲ့တန်ငယ်လှမ်းလာမှုနေရေးတာရေးအဆင်ပြေလာတယ်။သို့တော်ဆီယန်ဆန်တို့မှာပေါ်ပေါ်ထင်ထင်တက်ဆွဲနေတာမဟုတ်ပဲတရားအားထုတ်ရန်လာရောက်ကြသူတွေတပ်ဖွဲ့အသွင်ယူထားကြပါတယ်။ တောင်ကြီးရှိအင်ဂျင်မြိုင်လိုအမီးရရွာငယ်လေးမှာနောက်လိုက်နောက်ပါရီကအခြေချနေထိုင်ကြကရွာသူရွာသားတွေတွင်ရုပ်ဖြတ်ထားကြသည်တည်းဘာကတော့မှဆရာဆန်ကိုတောင်ပေါ်ကိုလိုက်ပို့ကြရင်တောင်ပေါ်ကြီးမှာဖျားဖို့ခီးတယ်ရီမရှိတော့တိတ်ဆိတ်အေးချမ်းနေပါရင်တောင်ထိပ်ဖျားလေးနီးမှာဆရာဆန်တို့လူတစုမှာစယုံးမိကြရင်ဆရာကြီးဆရာကြီးကဘာဖြစ်လို့ဒီနေရာကိုရွေးချယ်လိုက်တာလဲဒီနေရာဟာတကယ်တော့အောင်မြင်တစ်ခုပဲ ိစ္စဒီမစခင်ရှေးမဟင်မင်းနေကအောင်မြင်နေခဲ့တဲ့အချိန်အခုငါတို့လည်းတော်လဟေးကြီးမစတင်ခင်အောင်ဝတိအောင်နမိတ်ရအောင်အောင်မြင်နေဖို့ပဲတောင်ညိုတောင်ကအောင်မြင်လို့တော့တိတ်မကြောက်ပါဘူးဆရာကြီးဆရာဆန်ကတောင်ကြီးတထောင်ကိုလက်ညှိုးထိုးပြလိုက်ကဟောဝါတောင်ကိုကျွဲပုံးတောင်လို့ခေါ်တယ်ဖယားရှင်ကကျွဲမဲဖြစ်စဉ်ကပုံအောင်ခဲ့တဲ့တောင်လို့ရာဇဝင်တဲမှာအဆိုရှိတယ် ွဲမိတ်တွဲပုံးစရံဟာတနင်္လာနေ့ကြာသာပရိတ်တက်ကိုတွဲဖက်ထားတဲ့အတွက် ပထဝီတက်တနည်းအဖြစ်ပြောရရင်ကဘာတက်ပဲပထဝီတက်ဆိုတာမြေကိုကိုစားပြုတယ်အခုငါတို့ရဲ့ရည်ရွယ်ချက်ကလည်းငါတို့ရဲ့မြေပေါ်မှာအနိုင်ကျင့်ပုံကြနေတဲ့နေချင်းမိစားရီကိုငါတို့မြေပေါ်ကနေဒွန်းလန်ပဲထုတ်မှာဖြစ်တဲ့အတွက်ပထဝီအောင်တက်မြေအောင်တက်ကိုယူမဲ့သဘောပဲဘာကတော့မှဒါသဘောရီကိုနားမလည်ပေမဲ့ဆရာဆန်စကားကြားရခါခေါင်းငိမ့်လိုက်ကြပါရီ အဲ့ဒီကျဲပုံတောင်ပေါ်မှာကြောက်ကူတစ်ခုရှိတယ်။အဲ့ဒီကြောက်ကူပေါ်မှာကြောက်သားတစ်ခုကကျဲပုံပေါ်နေတယ်။ကျွဲရုပ်ကအရှိရဲ့တနေ့လာရကို မျက်နှာမူထားတယ်။ဒါကြောင့်ပထဝီကျဲကိုအောင်မြင်နိုင်တဲ့စရက်အသွင်ကိုယူတယ်။အလောင်းမင်းတရားကယူရီးယားကိုမတိုက်ခင်ချိန်မှာပထဝီကျဲအောင်မြင်ကိုနင်းခဲ့တယ်လို့မတော်လဲဒီအောင်မြင်မှာကျင်းစင်နေချင်းတီလာဆောက်တည်ပြီးရောအောင်တက်ကင်းအောင်လုပ်ရမယ်။ကျွန်တော်တို့ဘလောက်ကြာကြာနေမှလဲဆရာကြီး။ မဝင်းကြီးအောင်45ရက်လောက်တော့အတိတ်ချံဝင်မယ်။ဒါပေမဲ့ငါအတိတ်ချံဝင်နေတဲ့အချိန်မှာမင်းတို့တွေကိုတာဝန်တွေတည်တည်ခွဲပေးမယ်။ဆရာဆောင်ကဖိုးစောင်းနဲ့ဖိုးချီကို ကြည့်လိုက်ပြီးရောဖိုးစောင်းကဂလုံကနှကားကိုတုတ်ချီထားတဲ့ပုံစံနဲ့အလန်နေရအောင်စောင်းရင်ရမယ်။ဖိုးချီကတော့ဒိုးတက်သားတွေဝစ်စင်ဖို့အတွက်အရင်မှဝစ်စုံတွေချုံလုံးနေတာကိုကြည့်ကြံရလိမ့်မယ်။ဟုတ်ကဲ့ပါဆရာကြီး။ဒီကဘာကမှာခေါင်းတစ်ချက်ကုတ်နိုင်ပြီးရော။ ကျွန်တော်တို့တက်တီကိုဘာဖြစ်လို့ဂလုံတက်တီလို့အပြီးပေးရတာလဲဆရာကြီးဟုတ်တယ်ဆရာကြီးတို့တို့လည်းသိချင်တယ်မင်းတို့သိချင်ပြောပြရမှာပေါ့ကွာနေချက်ဆိုတာစနေနေမလားစနေနေဆိုတာနှကောက်ကိုစားပြူတယ်လေတို့ကနေချက်ကိုအနိုင်တိုင်းမဲ့လူတွေဆိုတော့စနေနေကိုနိုင်မဲ့ရာဘယ်များဖြစ်မလဲနှကောက်နိုင်တာကတော့ဂလုံပေါ့ဆရာကြီးဟုတ်တယ်ဒါကြောင့်နေချက်ဆိုရဲစနေနေနှကောက်ကို ကလုံကထိုးတုပ်စားတော့မယ်ဆိုရင်နမိတ်ပုံရိပ်တောင်ငါတို့တပ်ဖွဲ့တွေကိုလည်းကလုံတပ်ဖွဲ့လိုအမိပေးရတာပဲတတ်သဘောနဲ့ပြောရင်တော့နန်းနေတာပေါ့ကွာကျွန်တော်တို့နားလဲပါပြီဆရာကြီးဒါပါကက်ကတာယာဝရီကိုပြင်ရမယ်ဒီရွာကောင်းဆောင်တွေကိုတီးပေးပြီးတော့နောက်45ရက်ကြာရင်ကလုံတပ်သားတွေစုယုံပြီးတော့အလံတောင်ကိုခြိတက်လာခဲ့ဖို့အကြောင်းကြားရမယ်ပါကက်မင်းရတော့30နေကိုသွားမယ် အ30ဆိုတော့ဒီကနေတိမ်မွေးဘူးပဲဆရာကြီးရဲ့အဲ့ဒီ30မဟုတ်ဘူးမနေစီကမ်ဘောဇာတိုင်းနောင်ချိုမြို့နယ်က30နယ်ကိုသွားမှာဖြတ်ပြီဆိုတော့အဝေးကြီးပါလားဆရာကြီး30နယ်ကစော်ဘောင်းဒီတယောက်စီမှာမင်းမြောက်တစား5ပါရှိရင်ဟော်ရီလက်ကင်ဘောင်းပြလိုက်ပြီငါတောင်းခိုင်းလိုက်တယ်ပြောရင်မင်းတို့သူကအသာတကြီးထုတ်ပေးလိမ့်မယ်ဆရာဆန်ကတိုက်ပေါ်အင်ဂျီအိတ်တွင်းကနေမိုးပြောင်ရောက်ပိုးပေါ်ဝါစားလေးကိုထုံလိုက်ကောင်ဘာကတ်ကိုပေးလိုက်ပါရင် ်အရိဘဝဇာလေးမှာငှက်တောင်ပံလေးတစ်ခုကိုပိုးချီအဝါလေးနဲ့ရေးထိုးထားတာကိုတင်လိုက်ရတယ်။မင်းမြောက်တစားရီကြောင့်အကြာသိလိုက်ရတော့ဘာကတ်မှာပဝင်မချပဲဖြစ်သွားပါတယ်။ဒုက္ခဆရာကြီးကိုခစ်ဆန်တဲ့လူတယောက်လို့ထင်ထားခဲ့တာ။တကယ်တော့ဆရာကြီးကပရိသရစ်စနစ်ကိုပြန်လည်အသက်သွင်းကျင်နေတဲ့လူပဲဗျာ။ဘာကတ်ကအရိလို့ပြောလိုက်ပေမဲ့ဆရာဆန်ကအေးလူလူပဲနေပြနေလေပါတယ်။မင်းမြောက်တစား၅ပါးဆိုတာဘယင်ဖြစ်နန်းတက်တဲ့ကအတုံးပြူတဲ့အရာရီမဟုတ်လားဆရာကြီး ပဒေသရိဘယင်နေမကောင်းလေလို့ကျုပ်တို့တိုင်းပြီအခုလိုဖြစ်နေရလို့ဆရာကြီးအရင်ကပြောခဲ့ပွေရတာနေအခုတော့ဆရာကြီးကကိုရိုင်းကဘယင်တမဖြစ်ချင်နေပြီချင်းနေရှင်ဘယင်ရဲ့အာဏာကိုတတ်မှတ်နေပြီချင်းနေကျုပ်တို့လုံရမှာတော်လန်ရေးပြနေချဲ့ဆူရောက်ပုံကန်တော်လန်မဲ့တော်လန်ရေးဆရာကြီးဘယင်ယူယူဖို့မဟုတ်ဘူးဒီကဖိုးစောကမတက်ထားရင်လိုက်ပြီးရောဟေးအောင်ပါခက်မင်းစကားတွေလုံနေပြီနော်မင်းမဆက်ကိုမင်းကိုရိုင်းပိတ်ရင်ပိတ်မောင်းရင်ငါပိတ်ပေးမယ် ဆရာဆောင်ကဖိုးစော့ကိုလက်ကပြလိုက်ပြီးတော့ဘာခက်ပြောရလဲမှန်တာပဲဖိုးစော့ရဲ့လွတ်လပ်တဲ့စနေတစ်ခုမှာအတိုက်ခံဆိုရလဲရှိချက်စမြဲပဲမလားအတိုက်ခံတွေရဲ့ပြောဆိုချက်တွေကိုလေ့လာသုံးသပ်ရမှာတော်ခါကြရမလားဟာဒီကောင်ကဆရာကြီးကိုစော်ကားနေတာဗျာဘာခက်မင်းပြောတာငါလက်ခံပါတယ်တို့ရှိပရင်တွေကနန်းတွင်တွေကနေစီးစိမ်ရှင်မှုအာနာပြရှမ်းကားနေပြီးတိုင်းသူပြည်သားတွေရဲ့အခြေအနေမှန်ကိုမသိရလို့ တို့တိုင်းပြည်ကြာဆုံးခင်းရတယ်လို့ငါပြောဘူးလေရှင်မင်းတွေကကိုအာနာရာရေးအတွက်တိုင်းသူပြည်သားတွေပါပဲဖြစ်ဖြစ်ဂယုမဆိုင်ပဲအချင်းချင်းနမ်းလူပြီးစစ်ပွဲတွေခင်းတက်ကြဖြတ်ကြနေမလို့ဒုနိုင်ငံအခြေအနေကချွတ်ချုံကြပြီးအခုလို့နေချဲ့တွေရဲ့မတရားသိမ်းပိုက်တာကိုခံခဲ့ရတယ်အထောက်သေးရနေဆရာကြီးကဘယင်ဖြစ်ချင်နေသေးရလားသောစပီဒီဝီကိုဘလို့ပြောပြီးမင်းစီယုံမလဲပါခက်ဒီဒေါ်လာကြီးကလေသမားတွေကြီးပါယုံနဲ့အောင်မြင်မှာမဟုတ်ဘူး ပြည်သူတရလုံးပါဝင်မှအောင်မြင်မဲ့တော်လှန်ရေးပဲဘာကမှနှုတ်ဆက်သွားမိတယ်ဒီကားမှဆရာဆန်ကတို့ဗမာရီကြောင့်ငါအတိဆုံးမှပါခဲ့ရဗမာရီကနေချက်လက်အောက်မှာနေရတယ်ဆိုပေမဲ့သူတို့စိတ်တွေကပရိသရစ်စနေစိတ်တွေမပြောင်းလဲသေးဘူးအခုတည်းသူတို့အိမ်မက်ထဲမှာတစ်ချိန်ချင်းဗမာဘရင်တစ်ပါးပေါ်လာပြီးတော့ဗမာရီကိုပြန်လဲဥဆောင်လို့တိုင်းနိုင်ငံအသေးထူထောင်လိမ့်မယ်ဆိုရဲအယူဆတွေရှိနေကြသေးတယ် ဒီလိုအသိပညာနိုင်ကြတဲ့လူတွေကိုမျှတတဲ့ရွေးကောက်ပွဲတို့ပါလီမန်အုပ်ချုပ်ရေးတို့တွားပြောင်းလို့မရဘူးဘာကံသူတို့လိုချင်တာအရာမဟုတ်ဘူးသူတို့နားလေလက်ခံပြီးသူတို့ယုံကြည်တာဟာဖုံးလိုက်ယုံတဲ့ပြည်စုံတဲ့ဘရင်တပါပဲဘာကံမှာတွေ့တွေ့ကြီးခေါင်းငိမ့်လိုက်ပါရင်ဗမာပြည်ကလူဒန်းစားတွေအားလုံးကိုစင်းရုံအောင်လှုပ်ဖို့အတွက်လူဒန်းစားတွေအားလုံးမှာတူညီတဲ့မျှော်လင့်ချက်တစ်ခုရှိရမယ်လူဒန်းစားအားလုံးကလက်သမားခေါင်းဆောင်တစ်ယောက်ကိုလိုချင်တာမဟုတ်ဘူး သူတို့လိုချင်တာဗမာတွေကိုဥဆောင်မဲ့ဗမာဘရင်တယောက်ပဲကျုံနားလေးပါပဲဆရာကြီးဟာဗမာတွေကလှူလာတဲ့ဘရင်အစ်ပေါ်ပြီဆိုရင်လှမ်းနေလှီအောင်မြင်းဆောင်မကြံလူတွေအလုံးကကျွန်တော်တို့ကိုထောက်ခံလာလိမ့်မယ်ဆိုတာကျွန်တော်သိပါပြီအခုမင်းစိတ်ထဲရှင်းသွားပြီဆိုတာသိရတော့ငါချိန်နေသွားပါပြီပါခင်ရတကယ်တော့ငါဘရင်တပားဖြစ်ချင်တာမဟုတ်ပါဘူးဒါပေမဲ့အချိန်ကြီးရရရလူတူးတစ်ခုလုံးရဲ့ထောက်ခံမှုကိုရှောက်ယူဖို့ လူကျိုးတင်ရလုံရဲ့အမျောလေးချက်တွေကိုအသက်သွင်းဖို့အတွက်မလုံမဖြစ်လှုပ်ရတဲ့အလှုပ်တစ်ခုပဲ။ဆရာဆန်းကဖွဲ့သားတွေအားလုံးကိုကြည့်လိုက်ပြီးရော။ကဲမနက်ဖြန်စပြီးကိုတော်ဝင်ကိုကြည်ပုံအောင်လှုပ်ဆောင်ကြပါ။55ရံပြည့်ခင်ငါတို့ဒီမှာပြန်ဆုံမယ်။ပြီးတော့အလံတော်ကိုချီတက်ကြမယ်။ဆရာဆန်းကပြောဆိုရင်းလက်သီးလမောင်းတန်းလိုက်တဲ့ကကျန်တဲ့အဖွဲ့သားတွေမှလည်းလက်သီးတွေကိုထောင်လိုက်ကတန်ပြိုင်အောင်ဟစ်ကြပါရင်ကလုံးဖက်အောင်ရမယ် ကလုံးဖွဲ့အောင်ရမယ်။နေချက်နှခေါင်းတွေကြောက်ရှုံးရတော့မယ်။အဖွဲ့ဝင်တွေအားလုံးလူစုကွဲသောတွေကဆရာဆန်ကဘာခက်ကိုကြည်လိုက်ရင်နေ။ဘာခက်မိမဆေးမိန်ကြောင့်နေဒီကိုလုံးကားွယ်တွေမရှိသေးပါလား။ကျွန်တော်ကတော့အရာတွေကိုသိမယုံပါဘူးဆရာကြီးဟာ။မယုံကြည်ပေမဲ့မင်းအဲ့ဒီဆေးတွေကိုထိုးနိုင်ရမယ်ဘာခက်။ကလုံတက်သားတွေအောင်စီရင်ထိုးနိုင်ကြတဲ့စီးတွေကိုမင်းလိုလက်ယုံတက်ဖက်တယောက ခေါင်းဆောင်တယောက်ကမထုံးနဲ့ထားဘူးဆိုရင်ဒုက္ကလုံတက်ဖွဲ့ပေါ်သူတို့ထားတဲ့ယုံကြည်ချက်တွေညှော်နေသွားလိမ့်မယ်ကျွန်တော်နားလေပါပြီဆရာကြီးဆရာဆမမိုးဘကိုတစ်ချက်မောကျိလက်ပြီးတော့လက်ချောင်းတွေကိုချုံရင်ကတစ်ခုခုကိုရေတက်နေပါတယ်ဒီညမှာနှက်ခတ်အချိန်ခါကောင်းကြရဲပါခက်ဒီတော့မေယုံငါကိုရိုင်းကိုလုံးစည်းတွေစီရင်ပေးမယ်ဘာခတ်မှာခေါင်းသာနေပြလိုက်ပါတော့တယ်အရင်ညာ ဖိုးချစ်လာခေါ်တော့ဘာခက်တယောက်တောင်ပေါ်ကိုတက်လာခဲ့တယ်။တောင်ပေါ်ရှိမြေကွက်လက်တစ်ခုကိုရောက်တဲ့အခါဖျားကြောတဲ့ချက်ခင်းတာပြီးအုံပြောငပြောပွဲများနေတူအမွေးရိုင်ဖျောက်နိုင်နေထုံးညိချလာကိုတွေ့လိုက်ရပါတယ်။ဖျားရဲ့လင်မဆရာဆန်းကမိမိကြီးထားနေတယ်။ဘာခက်ရောက်လာတဲ့အခါဆရာဆန်းကဖျားပေါ်မှာဝင်းထိုင်ရန်အချက်ပြလိုက်ပါတယ်။ဘာခက်မင်းတို့ခုချိန်အစားပြီးတော့ကိုလုံးစည်းပြီးစီရင်ပေးတော့မယ်။ဒီစီးရီးစီရင်ပေးတဲ့အခါမှာအဖြစ်အမျိုးမျိုးပေါ်လာနိုင်တယ်ဘာခက် အဲ့ဒီဖြတ်တွေကိုမင်းအောင်နိုင်မှသာစေးစီရင်တော့အောင်မြင်ပေါ့ရောက်နိုင်မယ်။မဟုတ်ရင်တော့ဒီစေးတွေကအသားပေါ်မှာအယုတ်ရေးထားတယ်လို့ပဲဖြစ်ပြီးဘာအာနိသင်မှရှိမှာမဟုတ်ဘူး။ဘခက်ကလက်အုပ်ကိုထိထားလိုက်ကဟုတ်ကဲ့ပါဆရာကြီး။အရင်ဆုံးဖျားကတော့ပြီးတော့လက်အုပ်ထိထားမယ်။သစ္စာဒိဋ္ဌိံဆိုပြီးငါတိုင်ပေးတဲ့မန္တန်ကိုမင်းပါစက်ကနေတဖောက်ဖောက်ရွတ်နေရမယ်။ စေးစီရင်တာမပီးသေးသေး၍ငါအောင်ပြီလို့မအော်ခိုင်းသေး၍မင်းထိုင်ရာကနေမထဘဲနေရမယ်။တကယ်လို့လှူရှားလိုက်တယ်ဆိုရင်စေးအစီရင်ကပြက်ပြန်သွားနိုင်မယ်။ဘာကမှခလန်းလန်းမှမြေတွင်းနေရတဲ့စေးဒီလေးကိုလက်ဥချီလိုက်ကဖျားကိုအကြအနာရှိခိုးလိုက်ပါရင်ရိုင်းနော်ဆီယန်ဆန်တိုင်ပင်းရဲ့တစ္ဆာဒိတ်ထံကိုဆွလိုက်ကမန်တန်တစ်ခုကိုလည်းအစင်မပြတ်ရွတ်ပန်နေလိုက်တယ်။မန်တန်မှာတိတ်မခက်ခဲလာပြီ။ ဆရာဆန်ကအနီရောင်ဆေးတောက်အနှဲရောင်ဆေးတောက်တွေကိုဓာနေနေငယ်ချေယူလိုက်ကောင်းရီမုတ်တွေကိုခြေကွက်လေးတစ်ခုတွင်းကိုထည့်ကဖြောပလိုက်ပါရီဆရာဆန်ကိုရင်ကလည်းရှစ်ပါးဒီလာစောက်တီလိုက်ပြီးရဲ့နောက်ဂျေးစုတ်တန်ကြီးကိုထုတ်ခိုင်းလိုက်တယ်ဆရာဆန်ကဒူးတစ်ဖက်ထောက်ကမုတ်ဆိုးတိုင်ထိုင်လိုက်ပြီးရဲ့နောက်ဆေးစုတ်တန်ကြီးကိုအသေးချာကင်တွေလိုက်ပါရီဖိုးချင်မှာခြေကွက်လေးကိုလက်နှစ်ဖက်နဲ့ရေရိုတီတီကင်ထားပြီးတယ်အရင်ဆုံးမင်းရဲ့ညာလက်မောင်းမှာကာကြီးပုံစံအင်းစမတော်ကြီးကိုရေးထိုးပြီးမယ်ပါခန့် ပြောပြောဆိုဆိုနဲ့ဆရာဆန်းကဘာကတ်လမောက်ကိုစောက်တန်နဲ့စတင်ထိုးနှံလေးတွေကာကြီးဆိုတာဒီ33လုံးရဲ့အဆဆလုံးပဲကာကြီးရဲ့တတ်တော်မကူကစတင်ချင်းရဲဝုန်ချင်းအရှိဆုံးကနေမမမမရက်တီချင်းဆိုရက်တတ်တော်တွေပါဝင်နေဒါကြောင့်ငါတို့တော်လိုင်းရေးမှအရှိဆုံးကနေရှင်ဆိုင်တိုက်ခိုက်မဲ့တတ်သားတွေကိုကာကြီးလို့စလုံးရေးထိုးတတ်မှတ်ပေးထားတာဖြစ်တယ် ရှားစမဆေးကွက်တဲကဆေးရည်ကိုဆွတ်လိုက်စုပ်တံနဲ့ထိုးပေါက်ပြီးလိုက်လုံနေပါတယ်တခါကာဒီဆိုတဲ့စလုံးကကာရင်၊ကွဲရင်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နိုင်တယ်ဒါကြောင့်ကာဒီဟာအကာအကွယ်သဘောလေးဖြစ်တယ်လို့အဦးအဆသဘောလေးဖြစ်ပြန်တယ်ကွယ်ဘာကမှမီတိစကားမှပြန်မပြောဘဲမန်တန်ကိုသာရွတ်ဖတ်နေပါရင်ခါခွေးစရာကတော့ခုခံနေခိုင်ခန့်နေစရဲသဘောတန်ရောက်တယ် ဒါကြောင့်မို့ကာကြီးတပ်သားတွေကိုနောက်ွယ်ကနေခုခံဖို့ထားပန်းဖို့အတွက်ခါဝေးတပ်သားတွေကို ဖွဲ့ပေးရတဲ့ဘောပဲတခါအင်းမိညာဘက်ကကြည့်ရင်လည်းအင်းဝိဇာဆတပေါက်ကဆိုရဲစကားတိုင်းအင်းနေတဲ့မှာစက်လုံးတစ်လုံးပါရင်အင်းတပေါက်အင်းရောက်အစွမ်းတဆုံးပဲတပေါက်ရင်းကနေမှဆင်ပွားပြီးနှစ်ပေါက်ရင်းလေးပေါက်ရင်းနေဖြစ်ထပ်ဆင်ပွားကြတယ်သားတော်ကအခုကာကြီးခခွေးတို့စလုံးနေထိုးနံတဲ့အခါမှာတပေါင်အင်းနေဖြစ်နေထိုးနံပြီးနေတာပဲပါခရယား ဆီယန်ဆန်ကကြီးစုံတန်ကြီးနဲ့ရေမြောက်ကိုထိုးဆိုင်ပြီးစီမေထိုးနှံနေလျောက်ဘာခက်ရဲ့လက်မောင်းကသွေးများပြီးဖြာစင်းကြလာပါရင်တိုးတောင်လေးဘာခက်မှာမျက်ကုံးတစ်ချမ်းမပြီးမတွန့်မန္တန်ကိုသာအာရုံစိုက်ပြီးရွတ်ဆိုနေပါရင်မကြောင်ခင်ကာချင်းအင်းတော်ကြီးကိုရေးဆွဲရပြီးစီးသွားလျော်တယ်ဆီယန်ဆန်ကခဏရနားလိုက်ပြီးရောတပောင်းအင်းပြီးရင်လေးပောင်းအင်းကအစွမ်းဆုံးပဲ။ ်လေးပေါင်ရင်မှာစာတဘာဝဆိုရင်နမင်းနေစောင့်ရှောက်တဲ့အခိယာကြီးလေးလုံးပါဝင်နေလေးပေါင်ရင်ကိုလေးနေရထိုးလိုက်ရင်နမင်းလေးပါစောင့်ရှောက်တယ်လို့ရှေးစီယာရီကယူဆကြတယ်ရိုင်းနောဆရာဆန်ကပါခတ်ရဲ့လက်မအိုးနှစ်ဖက်မှာလေးပေါင်ရင်ဒီကိုရေးဆဲပေးကောင်းပါခတ်ရဲ့ရင်အုံနှစ်ဖက်မှာလည်းလေးပေါင်ရင်ဒီကိုရေးထိုးပေးနေတယ်လေးပေါင်ရင်နေရေထိုးရမှာတော့ဆရာဆန်ကစကားမပြောတော့ဘဲလေးလုံးဆက်မန်တန်နေကိုတော့ရွတ်စုံနေရာကိုတွင်ရတယ် ဆီယန်ဆိုင်ရဲ့ဗန်ဒန်ရွတ်ဆိုမှုမှာချန်ကရိုင်းချောင်းကောင်အပြန့်အကျောင်းမှန်မှန်အတန်လေးတန်ထားမှန်မှန်နဲ့ရွတ်ဆိုနေတော့နားထောင်ရေးပေးကောင်းလာပါတယ်။မတော်မီပါမီပတ်ဝန်းကျင်တစ်ခွင်လုံးတိတ်ဆိတ်ငြိမ်သက်သွားနေတယ်။ဘာကမှမန်ဒန်ကိုတော့ကမ္မမန်စိတ်ထဲကောင်နေရှင်နေတယ်။အလုံးတိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်ကြောင့်ကိုယ်နှလုံးခုန်တန်ကိုပင်တဒုတ်တုတ်မြည်ဟီးလေးအကျဲကြီးကြားနေရတယ်။ငါဆိုးတကောင်ကကေကနေအော်မြည်ပြီးခေါင်းပေါ်တဲတဲကောင်နေကြော်ဖြတ်သွားတယ် မကြငယ်တင်အောင်တောက်တဲ့ရီရဲ့အော်တန်ကိုကြားရတယ်။ရီကာဒက်ဆင်ဒေါကမျိုးစုံရဲ့အော်မီတဲ့အတန်ဒီကိုထပ်မံကြားရပြီးအတန်ဒီမှာတဖြည်းဖြည်းစူပူလာလိမ့်တော့တယ်။ဒေါကောင်ရဲ့အော်တန်တွင်ကလည်းကြားဟင်းတန်ကြီးကိုကြားလိုက်ရတော့ဘာကံမှာတုံလို့သွားမိတယ်။ဒါအဖြစ်ပဲဖြစ်မယ်။ငါစိတ်ကိုစမ်းသပ်နေတာဖြစ်ရမယ်။ဘာကမှမျက်စိကိုစုံမိထားပြီးအတန်ဒီကိုဆက်လက်နားထောင်နေမိပါရီ။တိုင်းတန်ကြီးထွက်သွားတဲ့အခါမှာစင်အုပ်ကြီးတအုပ်ရဲ့အတန်ကိုကြားလိုက်ရတယ်။ စင်ဒီကတကြီးကြီးအောင်မြင်ပြီးတောင်ပေါ်ကိုပြေးတက်လာကြတယ်။တဝမ်းဝမ်းတန်ကိုကြားရပြီးနောက်မြေကြီးတွေပင်လှုပ်ရမ်းလာပါတယ်။တာမန်လူတယောက်ဆိုရင်အရိတန်ကြီးကြားတဲ့အခါအလွန်ကြောက်လန့်တုန်လှုပ်သွားမိဖြစ်ပေမဲ့ပါကတ်မှာစိတ်ကိုဒုံဒုံချကောင်းမန်တန်ကိုသာအားဆိုင်ရွတ်ပတ်နေပါတယ်။စင်ယိုကြီးမှာပါကတ်ထိုင်နေတဲ့ဖျားနှက်ဘေးမှာလက်ပတ်ပြေးလွှားနေကြတဲ့အတန်တွေကိုကြားနေရတယ်။အဲဒီတော့စင်တန်ဒီမှာလဲပြောင်းချင်းမလပြောက်ွယ်သွားပြန်နေတယ်။ ဒီချိန်မှာဟိုးကဝေဝေးကနေဝေါကလင်းအတန်ကြီးတစ်ခုကိုကြားရတယ်။နေကြီးများလှူရှားနေတဲ့အတန်နဲ့တူညီတကယ်တော့မိုးသားတိမ်လေးတွေကဝေါကလင်းအတန်ပေးကပြေးလာတဲ့အတန်မျိုးဖြစ်ပါတယ်။ခရီးသမားတစ်ဖြည်းဖြည်းနီးကပ်လာတဲ့အလွန်ဆူညံလာပြီးတောတောင်ကြီးတစ်ခုလုံးတက်တက်ခေါအောင်လှုပ်ရမ်းနေတဲ့အတန်မျိုးဖြစ်ပါတယ်။ခရီးသမားတွေကိုကြားရပြီးမှပါကတ်မှာအထိုင်မပြတ်ပြီးပဝင်းကျင်တစ်ခွေမှာတော့တပ်ပင်ကြီးပဲတဝုံဝုံပြိုလဲနေတဲ့အတန်များနဲ့ပြောင်းဆန်နေပါတယ်။ ။ဝကြခင်အရိတန်လေးမှာအနှင်းငယ်တိတ်ဆိတ်သွားပြီးအတန်တကြီးတွေထွက်ပေါ်လာလေ။အတန်တကြီးတွေမှာကြောင်မက်ဖွယ်ကောင်းတဲ့အော်တန်လေးနဲ့အော်ဟင်းနေကြပြီးငရဲပွက်တီလောက်စူညံနေလေရော။အရိတန်လေးကိုတော်ကြောင်ခန်းစားလိုက်ရပြီးရနောက်အတန်လေးအားလုံးမှာရုပ်ချီးပြောက်ွယ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားလေ။လေးပေါင်အင်းလေးကွက်တော့ပြီးသွားပြီပါခန့်ရဲ့။ဒီကောင်မဆင်ဆန်ရဲ့တန်ကိုပြန်ချားရလိမ့်တယ်။မင်းတစင်းတော့အောင်မြင်ခဲ့ပြီပေါ့။ ဒီအဆင့်ပြီးရင်တော့တနက်ကြီးစံမီးပေါရန်တွေကကာကွယ်နိုင်တယ်အင်းစမဖျားတဆူကို ရှင်မထိတ်မှရေးဆွဲပူဆွေးရမယ်ဓာကုတ်လန်တိုးတန်တွေကကာကွယ်နိုင်တဲ့နီလာဆက်ချာသွေပရက်ကိုလက်ဘဲမှာတပတ်ထိုးနှံပေးရမယ်ဆရာဆောင်ကရေမွားကိုစုတ်ချက်ထိုးလိုက်တဲ့ကပါကတ်မှာစစ်ကနေစစ်ကနေနာကျင်သွားပြီဒီအဆင့်မှာပို့ပြီးအဆင့်မြင့်နဲ့အနှောက်ရှက်တွေနဲ့တွေ့ရလိမ့်မယ်ပါကတ် ဆရာဆောင်ကစုပ်စေးကိုဆက်လက်ထိုးနှံပေးနေပါရင်ဘာကမှမျက်လုံးစုံမိထားတဲ့ချိန်အမင်းအာယုံထဲမှာအလွန်ဆူးရှားတဲ့အလင်းရောင်တစ်ခုကထုံလင်းလာတော့လမ်းဖြတ်ကမျက်လုံးပွင့်ကြည့်လိုက်တယ်။ဘာကကအနီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါဖျောင်းမမိမိတူဦးနဲ့သာရှိနေပြီးအနားမှာဘသူမှရှိမနေတော့တွေ့ရပါတယ်။ဆူးရှားတဲ့လင်းရောင်မှာနေလုံးတစ်လုံးနဲ့ကောင်းကင်ရံမှာထုံလင်းကပတ်ဝန်းကျင်ကိုလွှမ်းခြုံထားတယ်။မကြမီချိန်မှမင်းတောက်တွင်ကနေမွေမျိုးစုံထွက်လာကြပါရင် ငွေဝေးငွေဟောက်တွေငန်းတော်ကြားငန်းပုတ်တောင်းကြီးငွေဟောက်အဆရှိသဖြင့်ငွေမျိုးစုံတို့မှလူးလုံနေကြပြီးဘာခတ်ထိုင်နေတဲ့ဘက်ကိုဥတီလာကြရင်ငွေရောက်တယ်မှာမပြင်းနေချောင်းကဖြာဆန်းကနေပြီးတော့စိန်ခေါင်နေကြရင်အဲ့ဒီငွေတွေပြင်လူကြီးပေါလုံးကရှိတဲ့စပတ်အုံးငွေစပတ်ကြီးငွေများလည်းထွက်ပေါ်လာပြီးဘာခတ်ကိုတိုက်ခိုက်တော့မိတပိန်ရံမှုနေကြပါရင်ငွေတွေထွက်လာပြီးတော့တောင်းရင်ဒရေးဆန်တွေထွက်လာကြပြန်နေခန္ဓာကိုယ်မှာအဆက်ပြောက်တွေပါတဲ့ကြက်တစ်တွေအနှက်နဲ့အဝါဆင်းကြားကြီးတွေမှာ တောက်တင်းကနေတိုးထွက်လာကြပြီးဘကတ်ကိုတိုက်ခိုက်စားတောင်းမဲ့ပုံစံမန်ဖီပြီးတော့လှည့်ပတ်နေကြတယ်။မကြခင်မှာမိတစ်ခါလုံးနမ်းမောင်းနေတဲ့ကျသိန်းတက်ကြီးကဘွားကနေခုံထွက်လာပြန်တယ်။ကျသိန်းတက်ကြီးရဲ့မျက်လုံးမှာအနီးရောက်နေလင်းလာနေပြီးအစွဲကြီးတွေမှလည်းအလင်းရောင်အောင်မှဝင်းလန့်နေကြတယ်။အဲ့ကျသိန်းတက်ကြီးကိုမြင်တွေ့လိုက်ရတဲ့အခါဘကတ်တစ်ခါလုံးကျသိန်းမွေးကြီးတွေဖြန်းကနေထောက်သွားပြီးစိတ်ထင်းကနေအလိုလိုကြောက်ရွံ့လာတယ်။ ဒါမဟုတ်ဘူးဒါရီယာတကယ်ဖြစ်နေတာမဟုတ်တော့ဘူးဘာကတရားစိတ်ထဲအာတင်းထားမိပါရင်ဘုဒ္ဓဆင်သူသားတဦးဖြစ်တာမဟုတ်ကြောင်းမက်ပွင့်အစင်းတန်တန်လေးကိုမြင်တွေ့တဲ့အခါကြောင်းစိတ်ဖြစ်ပေါ်မိပေမဲ့ရိတ်ကြောင်းစိတ်ကိုချိုးနေနိုင်ရန်ကြိုးစားနေရတယ်တိုင်းရိတ်ဆန်ဒီမှာဘာခတ်မျက်စီရှိမှပင်တကောင်ပြီးတကောင်ပြောက်ွယ်သွားကြပြီးရဲ့နောက်မြူတူရီကြာဆင်းလာပြန်တယ် မြူထူရီတွင်းကောင်နဲ့အစင်းပုံတံမျိုးမျိုးရှိတဲ့တရေကြီးတွေမှာကြောက်မဲ့ဖွယ်အပန်ကြီးကြီးပင်းကောင်အရှိကိုတဖြည်းဖြည်းတိုးလာကြတယ်။အဲ့ဒီတရေကြီးတွေမှာတာမန်လူတဦးမြေတွေးလိုက်ရင်ကြောက်ရွံ့မူဝေးကမေမျောသွားနိုင်ပေမဲ့ဘာကမှတရေကြီးတွေရဲ့ရုပ်တင်ကိုစူးစိုက်ကြည့်နေမိတယ်။ဘာကကမျက်လုံးကိုမိတ်လိုက်ချင်ပေမဲ့မျက်ခုံတွေကိုမိတ်၍မရဖဲဖြစ်နေတယ်။ဒီကောင်မှဖျက်မောက်နေရဲ့စမ်းတမ်းမှုတစ်ခုဖြင့်နားလည်လိုက်ကောင်အလုံးရုပ်စူးလာတဲ့တရေကြီးတွေကိုစိုက်ကြည့်နေမိပါရဲ့။ စာပိုင်းမှာတော့တရေကြီးတွေရဲ့ရုပ်တင်ကိုမြင်ရတဲ့အခါကြောင်းရွဘိမဲ့ကြီးနေကြီးနေမျက်စိရင်လာကကြောင်းမက်ဖွဲတိတ်မကောင်းတော့ဘူး။ဘာခက်ကတရေကြီးတကောင်ရဲ့မျက်နှာကိုဆူးဆိုက်ကြည့်လိုက်တဲ့အခါအဲ့ဒီတရေကြီးရဲ့ရုပ်တင်မှာတဖြည်းဖြည်းမှိန်ဖြောင်းလာပြီးပျောက်ွယ်သွားလေတယ်။အဲ့ဒီနေ့ဘာခက်မှာတရေကြီးတွေကိုစိုက်ကြည့်ရင်တရေကြီးများမှာတကောင်ပြီးတကောင်ပျောက်ွယ်သွားပြီးတဲ့နောက်အလင်းလုံးကြီးမှာလည်းတဖြည်းဖြည်းမှိန်ဖြောင်းကပျောက်ွယ်သွားလေတယ်။ဒီကပါကမျက်နှာရှိမှဆီယန်ဆန်ရဲ့ဘုံရီကပေါ်ပေါက်လာတယ် ဆရာဆမနေလာဆက်ကြပေပရက်ကိုပါခန့်ရဲ့လေပင်တစ်ပတ်ပြည့်အောင်ထိုးနှံပေးပြီးမို့နောက်ဆုံးလေပင်ရှိမှအဆုံးတက်နေတဲ့အချိန်ဖြစ်ပါတယ်။ကောင်းတယ်ပါခန့်။မင်းကမင်းရဲ့စိတ်ထဲကအကြောက်တရားဖယ်ရှားနိုင်ခဲ့ပြီ။ရာသီဥတုမှာထင်သလောက်မပူပေမဲ့ဆရာဆမထွေးပြက်ပြိုင်ကြနေပါပြီ။နောက်ဆုံးအဆင့်ပဲကျန်တော့တယ်ပါခန့်။အဲ့ဒါကတော့လက်ဝဲလက်ရလက်ဖြတ်မှာနတ်စည်းကြီးလို့ခေါ်တဲ့စာသားတစ်ချောင်းကိုရေးဆွဲရမယ်။ နတ်ဆေးကြီးကိုဂုံပန်ရက်ခါရီကစောင်းလျှောက်တယ်လို့ဆိုရင် တချင်ကဘုရင်တော်ဟာဒီဆေးကိုလှဝဲလဲ့ရောင်လက်ပြင်အောက်မှာထိုးနှံပြီးတော့တိုင်းနိုင်ငံအသီးသီးကိုလယုံရည်နဲ့အောင်မြင်ခဲ့တယ်။ဆရာသမားပါကန့်ရဲ့ဘေဘက်လက်ကိုဆွဲယူလိုက်ကောင်လက်ပြင်အောင်နာမှာစောင်းသားဝဝိုင်းတွေကိုရေးထိုးလျော်ရယ်။အခုကမှတော့ဘာကြောင့်မမ်းပေမသိဆရာဆန်စုတ်တန်နဲ့အသားကိုတစ်ချက်ထိုးနှံလိုက်တိုင်းအသေးခိုင်မတဲ့နာကျင်လာပြီတဲ့။ ဘာကမှအန်ကိုတင်းတင်းကြိတ်ထားကစိတ်ထဲကမန်တန်ကိုဆက်လက်ရွတ်ဖက်နေမိ။အဲ့လိုရွတ်ဖက်နေရင်မူးမေ့လဲကြတော့မလို့ခံစားနိုင်ရတယ်။စိတ်ရရောမှာတင်းဆန်တစ်ခုနဲ့ပေါ်ပါပြီးလင်းနေအောင်လွင်သွားမဲ့ပုံစံခံစားနေမိတယ်။ဘာကမှထိုင်နေရင်ကိုလုံးကအရှိကိုငိုက်ဆိုင်ကြသွားလိုက်အနောက်ကိုလန်ကြသွားလိုက်နဘေးနှစ်ဖက်ကိုရင်ထိုးနေလိုက်တဲ့အမျိုးစုံအောင်ခံစားနေရတယ်။ခဏကြာမှသူတရားနဲ့တဲ့ကြောက်ကဘာကြီးတွင်းကိုပြုတ်ချသွားတယ်လို့ခံစားနိုင်ရပြီးဘာကတယောက်လက်ဖက်ကမျက်လုံးတွေကိုဖွင့်လိုက်မိပါရဲ့။ အလွန်ကြီးမားတဲ့ကြောက်ဖြာကြီးတစ်ချက်ပေါ်မှာပါကက်တစ်ယောက်ရောက်ရှိနေခြင်းဖြစ်ပါတယ်။ကြောက်ဖြာကြီးမှာအတောင်၂၀ပတ်လည်ခန့်ကျန်ဝန်းပြီးကြောက်ဖြာကြီးရဲ့အစွန်းမှာတော့တိမ်ကဲသို့အရာတွေဖုံးလွှမ်းနေပါတယ်။ကြောက်ဖြာကြီးမှာတောင်ကြီးတစ်လုံးရဲ့ထိပ်ဖြားပိုင်းဖြစ်လောက်မယ်လို့ပါကက်ကတွေးတောလိုက်မိရဲ့။အဲ့ဒီအချိန်မှာပဲကြောက်မဲ့ဖွဲရည်တန်ကြီးနဲ့တူဘလူးကြီးတစ်ကောင်ကမိုးပေါ်ကပြုတ်ချလာကပါကက်ရှိကိုဆင်းသက်လာတယ်။ဘလူးကြီးမှာတစ်ခုလုံးစိမ့်ဖက်ဖက်အသားရည်ရှိပြီးအလွန်ထွားချိုင်းလာတယ်။ ပါခက်ကဘလူးကြီးကိုကြည်နေစင်ပါပြီဘလူးကြီးကဘာမပြောညာမပြောနဲ့ပါခက်ကိုဝင်ရောက်တိုက်ခိုက်လျော်ရယ်ဘလူးကြီးရဲ့တိုက်ခတ်တီကိုပါခက်တယောက်ရှောင်ရှားနေရပါတယ်ဘလူးကြီးကလက်သေးနဲ့တစ်ချက် ထိုးနှက်လိုက်တဲ့အခါပါခက်မှာလက်သေးချက်ကိုဘဲဘက်လဝါနဲ့ဟန်တားလိုက်မိတယ်ဘလူးကြီးရဲ့လက်သေးပြင်းအားကြောင့်ပါခက်မှာလက်သေးချက်ကိုတားမြစ်လိုက်နိုင်ပေမဲ့လက်သေးရဲ့ပြင်းအားကြောင့်အနောက်ဘက်ကိုခြေတရွတ်ဆွဲကလွင့်ထွက်သွားလျော်ရယ် ကျောင်းပြကြီးရဲ့စွန်းနာကိုရောက်တဲ့အခါလူတယောက်ပြုတ်ကျတော့မင်းစင်စင်ဖြစ်သွားတယ်။ကျောင်းပြကြီးအဘက်မှာတော့တိန်နေဖုံးလန်းနေကအလုံးမြမလာတဲ့ကျောက်ကပိုင်းတစ်ခုကိုတွေ့ရပါတယ်။ဘလူကြီးကထပ်မံပြီးတော့တိုက်ခိုက်ပြန်တယ်။ဘာခံမှာဘလူကြီးရဲ့အားကိုရှင်နိုင်မယ်မဟုတ်မဲသိလိုက်ရတော့ဘလူကြီးကိုကျောက်ကပားကြီးရောက်ကိုပြုတ်ကျသွားအောင်လှုပ်ရမယ်လို့အကြံရလိုက်တယ်။ဘာခံမှာဘလူကြီးရဲ့တိုက်ခွက်တွေကိုပုတ်ကာတီကရှောင်းတိန်လိုက်နေရတယ်။ တချီမောင်နှံဘလူးကြီးကဘာခတ်ကိုလက်သီးနဲ့ထိုးနှက်လိုက်တဲ့အခါဘာခတ်မှလက်သီးချက်ကိုအသာငုတ်ဆောင်လိုက်လေနဲ့ဘလူးကြီးမှအာလုံသွားပြီးကြောက်ဖြာရင်ချက်ကပြုတ်ကျလူစေစေဖြစ်သွားပါလေဒီကဘာခတ်ကဘလူးကြီးရဲ့တခေါက်ကွေးကိုခြေဖနှောင်းနဲ့ပေါက်ချလိုက်တာမို့ဘလူးကြီးရဲ့ကိုခန္ဓာမှာအရှိတ်ကိုရိုင်လေးကျသွားပြီးကြောက်ကြီးတွင်းကို ပြုတ်ကျသွားလေတော့တယ်ဘာခတ်မှဘလူးကြီးကိုငုံချင်ရင်ရှင်မောင်းနေမိတယ်ဒီကကြောက်ဖြာကြီးဘော်ကိုဘလူးကြီးသုံးကောင်မှထပ်မံခုန်ဆင်းလာပြန်တယ် ဘလူးတကောင်မှာအနေရောင်သားရေရှိကတခြားဘလူးတကောင်မှာတော့အနေရောင်မဲပြောင်နေတဲ့အသားရေရှိပြီးနောက်ဆုံးဘလူးမှာထုံးရည်လာဆွတ်ဆွတ်ဖြူနေပါရင်ဘလူးကြီးသုံးကောင်ဘာခတ်ကိုအတင်းဝင်ရောက်တိုက်ခိုင်းကြရင်ဘာခတ်ကရှောင်ရှားနေတော့လဲသုံးယောက်တယောက်ဖြစ်တာမို့ဘလူးရဲ့တိုက်ခိုင်းမှုတွေကိုလှိမ့်နေအောင်ခံရတယ်အဲလိုတိုက်ခိုင်းနေရင်ဘာခတ်ကဘေဗန်လက်ဖြင့်အောက်မှာရွှေရောင်စလုံးတွေပေါ်ပေါက်လာတာကိုတွေ့ရတယ် ဘလူးကြီးတကောင်ကလက်နက်ဖက်ကိုဆုံးလိုက်ပြီးလက်သေးကြီးတစ်ခုနဲ့ဘာခတ်ရဲ့ငယ်တိတ်ကိုထူချလိုက်တဲ့အခါဘာခတ်ကဘယ်ဘက်လက်နဲ့ပြန်လဲပင့်ခံလိုက်ပါရင်ဘုံကနေမိန်းတန်ကြီးနဲ့တူဘလူးကြီးမှလေးဘောက်ကိုမြောက်တက်သွားပြီးခက်လန်းလန်းတွင်းကိုလွှင့်ဆင်ကြသွားတော်တယ်ဘာခတ်မှမိမိမျက်လုံးများပြီးမယုံနိုင်အောင်ဖြစ်သွားတယ်နောက်တဲ့ဘလူးနှကောင်ကိုလည်းဘယ်ဘက်လက်နဲ့ပင်ထိုးနဲ့တိုက်ခိုက်လျားဘလူးရီမှမရှိမလအခန်းစားကြရတော်တယ် ဘာကလက်သည်နှင့်ထိုးနှိုက်ခံလိုက်ရတဲ့ဘလူးကြီးမှာအနောက်ကိုလွင်းနဲ့ထွက်သွားသည်ဖြစ်ရာရိုင်းနေနဲ့ဘာကက်ကဘလူးကြီးသုံးကောင်ကိုကြောက်ဖြံအောက်ကိုထိုးနှက်ပစ်ချလိုက်ကြော်တယ်။ဘလူးလင်းကောင်စလုံးကိုအနိုင်ရသွားတဲ့အခါဘာကက်ရဲ့ဘယ်ဘက်လက်ဖြံနဲ့ညာဘက်လက်တတောင်စင်ဒီမှာရွှေရောင်စာသောင်းတွေပေါ်ပေါက်လာတယ်။ရိတ်ချိန်မှာဆရာဆန်ရဲ့အောင်ပြီအောင်ပြီလို့ကြွေးကြော်တဲ့ကိုကြားလိုက်ရပြီးပဝင်းချိန်မှာရခင်မူလာရှိနေတဲ့အတိုင်းပြောင်းလဲသွားပါတယ်။ အောင်မီပါကရဲ့မင်းရဲ့စေးတွေအကုန်လုံးအောင်မြင်ခဲ့ပြီအခုမင်းလက်သီးလက်မောင်းတန်းပြီးတော့အောင်မီလို့တုံးချက်အွန်လိုက်တော့ဟေးဘာကမှတိုင်းနေရမမတက်ထားရင်လည်းပြီးအောင်မီဆိုပြီးတုံးချင်အောင်ဟင်းလိုက်တော့တယ်ဘာကရဲ့အော်ဒါမှာတောင်ကျောင်းတောင်တခွင်လုံးကိုကျင်းတော့စွာဖုံးလန်းသွားလီတော့တယ်မနခင်လင်းလာလေးလာသေးကဘာကကိုကြော်ဖို့လွယ်တစ်ခုကိုပေးလိုက်တယ်အဲ့လွယ်အိမ်မှာအင်္ဂလိပ်စစ်သားတွေအသုံးပြုလို့ရှိတဲ့ကင်ဗန်ဆောင်းတွေရက်လောက်ထားတဲ့အိတ်တမျိုးဖြစ်ပါတယ် အဲ့ထဲမှာကိုဘကလိုအပ်မဲ့ပစ္စည်းတွေအကုန်လုံးထည့်ပေးထားပါတယ်။အကျဉ်းစုတင်ပါတယ်လားတေ။ဘကကတပွဲကိုဆွဲလိုက်မဲ့ပြေးလိုက်တော့လဲလက်တပတ်ထင်းနေမှုအိတ်ကိုလွှဲရင်အစီမပြေလာပဲ။ဒါကြောင့်လှထင်းကပဲဘကကိုလွှဲကိုလွှဲပေးလိုက်တယ်။ဒါနဲ့မင်းတော်တော်တော်လှလာတာပဲလှထင်းရဲ့။ဘကပြောလိုက်တဲ့ကလှထင်းမှာ ရှက်ပြုံးလေးပြုံးပြီးခေါင်းငုတ်သွားလိမ့်တယ်။ကိုဘကကဘာရင်ပြောနေရလဲ။ဟုတ်တယ်လေ။ မင်းတို့ကပထမဆုံးတွေ့တော့ကမင်းကတလောက်မလာသေးဘူးလားလို့ဘာကမှပြောရင်းနဲ့တကားဟောင်းနေရှိမောလိုက်ပါရင်ရိတ်ချိန်မှာဆရာဆန်းနေနောက်လိုက်နောက်ပါရီမှာဘာကစီကိုလှမ်းလာခဲ့ကြတယ်ဘာကပေးထားတဲ့တာဝန်ကိုခြေပုံအောင်လှူဆောင်ပါဟုတ်ကဲ့ပါဆရာကြီးကျွန်တော်အစွမ်းကိုကြိုးစားပါမယ်ကြိုးစားတော့မလိုချင်ဘူးဘာကမရရအောင် လုပ်မယ်ဆိုရယ်စိတ်ချကိုပဲလိုချင်တယ်ဟုတ်ကဲ့ဆရာကြီး ကျွန်တော်မင်းမြောက်တစား၅ပါးကိုမရရတဲ့အနေနဲ့ယူလာခဲ့ပါမယ်။ဆရာဆန်ကတစ်ချက်ပြုံးလိုက်ကပါခတ်ပခုံးကိုပုတ်လိုက်ပါရီ။၄၅ရံပြည့်ခင်တီယိုပြန်လာခဲ့ပါပါခန်။ပါခတ်မှာခေါင်းထိပ်လိုက်ပြီးရိနီယာကနေထွက်လာခဲ့လိုက်တဲ့။အင်ဂျင်မြိုင်လိုခေါ်တဲ့အတိုင်းဒီနီယာမှာအင်ဂျင်ပင်တွေပေါက်ရောက်နေကြတယ်။တနီယာရောက်မှာတော့တင့်ပင်တပင်နောက်ကနေမနှင်းစီကထွက်ပေါ်လာခဲ့ပါရီ။ကမခန်။ဟောမနှင်းစီပါလား။ ကိုဘခက်ကိုလာလို့ဆက်တာပါဒီလိုပြောပါနဲ့မင်းစီဟာမင်းစီရဲ့စကားကိုကြားရတာကျုပ်တို့နောက်တစ်ခါပြန်မတွေ့တော့မယ့်လူတွေကြားနေရပဲမင်းစီရဲ့မျက်နှာမှာစိတ်မကောင်းဖြစ်နေတဲ့အမူအရာ ဖြစ်နေပါ रे ဘခက်မှာမင်းစီရဲ့ပခုံးကိုလက်နဲ့ဆုပ်ခိုင်းလိုက်ကဘာမှမပူပါနဲ့မင်းစီကျုပ်တော်ဝင်နေခြေပွန်ပြီးတော့အမြန်ဆုံးပြန်လာခဲ့ပါမယ်မင်းစီကဒဏ်ရာခွင့်ယူဆိုင်ပါ မင်းစီမှာခေါင်းငိမ့်လိုက်လေဒီကဘာကတ်မှာတောင်ဆင်းလမ်းတိုင်းခြေလမ်းကျဲကြီးနဲ့အစင်းသက်သွားတော်တယ်မင်းစီမှာဘာကတ်ရဲ့နောက်ကျောကိုလှမ်းကြည့်ရင်မြဝဝီတွင်ကနေမျက်ရည်တွေစီးကျလာတော်တယ်ပြိတ္တများခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးသူအခါဆော်ရေးသားထားတဲ့ဘေတံဘာကတ်နဲ့ဂလုံတက်ဖွဲ့ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်နောက်ဆက်ပေးခဲ့ကြတဲ့ပြိတ္တတူတူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရယ်ခင်ဗျာ